မရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာသူ့လက်ထက်မှာစစ်ပွဲတစ်ခုကိုပထမဦးဆုံးအကြိမ်တရားဝင်ကြေညာပြီးတိုက်ခိုက်လိုက်ပါပြီ။အစ္စရေးနဲ့အီရန်စစ်ပွဲတွေပါလာနိုးနိုးနဲ့စောင့်ကြည့်နေခဲ့ကြပြီးခုတော့အင်ဖြူရော်ကနေတိုက်ရိုက်ကြေညာပြီးစစ်ပွဲတွေပွင့်ပါလိုက်ပါပြီ။အိုဘားမားဘိုင်ဒန်တို့လက်ထက်အမေရိကန်ပါဝင်ခဲ့တဲ့စစ်ပွဲတွေကိုဒေါ်နယ်ထရမ့်ကတောက်လျှောက်ဆန့်ကျင်ဝေဖန်ခဲ့တဲ့သူဖြစ်ပြီးတော့မပြီးဆုံးနိုင်တဲ့စစ်ပွဲတွေလို့အမြဲတမ်းခေါ်ဝေါ်ခဲ့တဲ့သူပါ။ဒါပြင်သူကဘယ်တိုင်းပြည်အရေးမှအမေရိကန်လောက်အရေးမပါဘူးဆိုတော့ America First အယူအဆကိုလက်ကင်ထားတဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့ခုတော့ Israel ဘက်ကနေ Iran ကိုဝင်တိုက်နေပါပြီ။ပြီးခဲ့တဲ့ရက်ကမှသတင်းထုတ်တွေက Iran ကိုဘယ်တော့တိုက်နိုင်ချေရှိတယ်လဲလို့မေးတော့လာမယ့်နှစ်ပတ်အတွင်းဒီအကြောင်းကိုပြောမယ်လို့ဖြေခဲ့ပါသေးတယ်။သူပြောပြီးနှစ်ရက်အကြာမှာရုတ်တရက်ထတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ခံမှန်ထားခဲ့ကြတဲ့အတိုင်း American ပါဝင်တိုက်ခိုက်တယ်ဆိုတာ B2 ဘုံကျဲလေယာဉ်တွေနဲ့ Bangar ဖောက်ထွင်းဘုံတွေကျဲချတာပဲဖြစ်ပါတယ်။ မေရိကန်ရဲ့ဂျင်ဂျာချက်အရတော့ B2 ဘုံးကျဲလျင်6စီးကဘန်ကာဖောက်ဘုံးပေါင်းတရာစင်ကို Fordo Nuclear Site တွေပေါ်ကျဲချခဲ့တယ်လို့ဆိုပါတယ်။ Fordo ဆိုတာကတော့မြောက်အနက်ပေ290ဝန်းကျင်မှာအီရန်တိစောက်ထားတဲ့နျူကလ িয়ার လုပ်ငန်းခွင်ပဲဖြစ်ပါတယ်။အစ္စရေးရဲ့တိုက်လေယာဉ်တွေဘုံးကျဲလေယာဉ်တွေနဲ့မဖောက်ထွင်းနိုင်တဲ့တခုတည်းသောနေရာဖြစ်ပြီးတော့အီရန်အတွက်အဓိကအရေးအကြီးဆုံးနေရာလည်းဖြစ်ပါတယ်။ တကယ်တော့ဒီ B2 ပုံကျဲလေယာဉ်တွေကိုမနေ့ကမှအမေရိကန်ဟာအနောက်ပစိဖိတ်သမုဒ္ဒရာတွေကသူတို့ပိုင်တဲ့ဂွမ်ကျွန်းကိုရွှေ့ထားခဲ့တာဖြစ်ပါတယ်။ဒီလိုရွှေ့ထားပြီးတရက်မချားခင်မှာပဲပုံကျဲမှုစတင်ခဲ့တာပါ။ဒါအပြင်အမေရိကန်ရေတပ်ရင်းငုတ်တင်မောတွေက TLAM လို့ခေါ်တဲ့တမဟော့ပဲထိန်းတုံးတွေနဲ့နာတန့်စ်မြို့ကိုလည်းတိုက်ခိုက်ခဲ့ပါသေးတယ်။တကယ်တော့ဒီနေရာကိုအစ္စရေးကလေကြောင်းတိုက်ခိုက်မှုလုပ်နေကြတာကြားပါပြီ။ပျက်စီးမှုလည်းအများကြီးပါပဲ။ဒီနေရာကိုအမေရိကန်ကထပ်ပြီးတော့ ရင်ငုတ်သင်းမောနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။လာတန်စမြို့ကိုရင်ငုတ်သင်းမောတွေအပြင် B2 ပုံကျဲလေယာဉ်နဲ့လည်းဘန်ကာဖောက်ထွင်းပုံနှလုံးထတ်ကျဲချခဲ့သေးတယ်လို့ထုတ်ပြန်ထားပါတယ်။နောက်တစ်နေရာကတော့ဘုံးစင်ထုတ်လုပ်နိုင်တဲ့နျူကလ িয়ার စွမ်းအင်ထုတ်လို့ရတည်ရှိတဲ့နေရာဖြစ်တဲ့ East Farhan ဖြစ်ပါတယ်။ဒီနေရာကိုလည်းရင်ငုတ်သင်းမောကနေတမဟော့ပက်ထိန်းတုံးတွေနဲ့ပြစ်ခတ်ခဲ့တာပါ။ဘုံကျဲမှုတွေလို့ပြီးပြီးချင်းမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအင်ဖြူရော်ကနေမိန်ကွန်းပြောခဲ့ပါဗျ။ Thank you very much. A short time ago, the U.S. military carried out massive precision strikes on the three key nuclear facilities in the Iranian regime Fordo, Natanz, and Esfahan. Everybody heard those names for years as they built this horribly destructive enterprise. Our objective was the destruction of Iran's nuclear enrichment capacity and a stop to the nuclear threat posed by the world's number one state sponsor of terror. Tonight, I can report to the world that the strikes were a spectacular military success. Iran's key nuclear enrichment facilities have been completely and totally obliterated. Iran, the bully of the Middle East, must now make peace. If they do not, future attacks will be far greater and a lot easier. For 40 years, Iran has been saying death to America, death to Israel. They have been killing our people, blowing off their arms, blowing off their legs with roadside bombs. That was their specialty. We lost over a thousand people, and hundreds of thousands throughout the Middle East and around the world have died as a direct result of their hate, in particular, so many were killed by their general Qasem Soleimani ဒီနေရာမှာသူပြောသွားတဲ့ Qasem Soleimani ကိုတချို့မှတ်မိကြအောင်မယ်ထင်ပါတယ် IRGC ရဲ့ထိတ်တန့်ခေါင်းဆောင်တူဖြစ်ပြီးတော့ Quds အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်ဤရွက်နဲ့အရှိလေပိုင်းမှာရှိတဲ့ IRGC ကြောထောင်နောက်ခံပေးထားတဲ့အဖွဲ့တွေကိုအဓိကကုတ်ကဲသူလည်းဖြစ်ပါတယ် Qasem Soleimani ရဲ့တပ်တွေကြောင့် American စစ်သား608ယောက်အီရတ်မှာတည်ဆုံးခဲ့တယ်လို့အမေရိကန်အစိုးရကထုတ်ပြန်ခဲ့မှုပါတယ်။ဆိုလီမာနီကို I decided a long time ago that I would not let this happen. It will not continue. I want to thank and congratulate Prime Minister Bibi Netanyahu. We worked as a team like perhaps no team has ever worked before. And we've gone a long way to erasing this horrible threat to Israel. I want to thank the Israeli military for the wonderful job they've done. And most importantly, I want to congratulate the great American patriots who flew those magnificent machines tonight and all of the United States military on an operation the likes of which the world has not seen in many, many decades. Hopefully, we will no longer need their services in this capacity. I hope that's so. Iran ကိုတိုက်ပေးပါဆိုပြီးနှစ်ပေါင်းများစွာတောင်းဆိုနေခဲ့တဲ့ဒန်နီယာဟုကတော့ဒေါ်နယ်ထရမ့်မိန့်ခွန်းပြောပြီးပြီးချင်းမှာပဲနျူကလ িয়ার စီမံကိန်းတွေကိုတိုက်ခိုက်လိုက်တဲ့အတွက် Congratulations President Trump Your bold decision to target Iran's nuclear facilities with the awesome and righteous might of the United States will change history In Operation Rising Lion Israel has done truly amazing things But in tonight's action against Iran's nuclear facilities America has been truly unsurpassed. It has done what no other country on earth could do. History will record that President Trump acted to deny the world's most dangerous regime the world's most dangerous weapons. His leadership today has created a pivot of history that can help lead the Middle East and beyond to a future of prosperity and peace. President Trump and I often say, peace through strength. First comes strength, then comes peace. And tonight, President Trump and the United States acted with a lot of strength. With all of that being said, this cannot continue. There will be either peace or there will be tragedy for Iran far greater than we have witnessed over the last eight days. Remember, there are many targets left. Tonight's was the most difficult of them all, by far and perhaps the most lethal. But if peace does not come quickly, we will go after those other targets with precision, speed, and skill. Most of them can be taken out in a matter of minutes. There's no military in the world that could have done what we did tonight, not even close. Donald Trump ရဲ့ကုလရကိုကုလသမဂ္ဂကတော့အထူးအထိတ်တလန့်ဖြစ်ရစေတယ်လို့ထုတ်ပြန်ထားပြီးတော့ဒီစပွဲတွေကနေမထိနိုင်မသိနိုင်အခြေအနေတွေကိုရောက်သွားနိုင်တယ်လို့ တတိပေးထားပါတယ်။ဗြိတိန်ဆိုရကတော့အီရန်ရဲ့နျူကလ িয়ার လက်နက်တိစောက်ရေးကိုဘယ်တော့မှခွင့်မပြုခဲ့သင့်ဘူးလို့ပြောပါတယ်။အခုအမေရိကန်ကအီရန်ရဲ့ချင်းချောက်မှုကိုပြေလျော့သွားအောင်လုပ်လိုက်တာပဲလို့ဒေါ်နယ်ထရမ့်ကနေကာကွယ်ပြောဆိုထားပါတယ်။ဒေါ်နယ်ထရမ့်ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ဆာအုဒီနိုင်ငံကတော့အမေရိကန်ရဲ့လုပ်ရက်ကိုရှုံချလိုက်ပြီးတော့ဒါဟာအီရန်ရဲ့အချုပ်အခြာအာဏာကိုစော်ကားလိုက်တာဖြစ်တယ်လို့ပြောထားပါတယ်။ခုအမေရိကန်ရဲ့တိုက်ခိုက်မှုဟာအစ္စရေးအနေနဲ့လက်လန်းမမီနိုင်တဲ့မြေအောက်ထဲရှိနေတဲ့ နျူကလ িয়ার စီမံကိန်းတွေကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပေမဲ့အီရန်ဘက်ကတော့ဖော်ဒိုနျူကလ িয়ার စီမံကိန်းနေရာဟာအမေရိကန်ပြောတဲ့လောက်လည်းမပြည့်စည်သေးဘူးလို့ပြန်ပြောထားပါတယ်။ဒေါ်နယ်ထရမ့်ရဲ့အပြောအရတော့နျူကလ িয়ার စီမံကိန်းနေရာတွေအကုန်တစ်ခုမကျန်းပြုတ်ပြုတ်ပြုံးကုန်ပြီလို့ပြောထားတာပါ။ဒါပေမဲ့အဓိကအရေးကြီးဆုံးဖြစ်တဲ့ဖော်ဒိုနေရာမှာဆိုရင်ပြည့်စည်မှုနည်းနည်းပဲရှိတယ်လို့အီရန်ဘက်ကတုံ့ပြန်ထားပါတယ်။တကယ်လို့အမေရိကန်သားဒီစစ်ပွဲတွေပါလာရင်အမေရိကန်အခြေစိုက်စခန်းတွေကိုပြန်တိုက်ခိုက်မယ်လို့အီရန်က တရားဝင်ပြောထားပြီးသားဖြစ်ပါတယ်။သူကအရှိလက်ပိုင်းနိုင်ငံတွေမှာအခြေစိုက်ထားတဲ့ American တပ်ဖွဲ့တွေကိုရည်ရွယ်တာပဲဖြစ်ပါတယ်။အရှိလက်ပိုင်းနိုင်ငံတွေမှာတာဝန်ချထားတဲ့ American စစ်သားပေါင်း36000ကျော်ရှိပါတယ်။အီရန်နိုင်ငံဘက်ပတ်လည်းက Iraq, Bahrain, Qatar, UAE နိုင်ငံတွေမှာရောအာဖရိကဘက်ကဂျဘူတီမှာရော American စစ်စခန်းတွေအခြေစိုက်ထားတာပါ။ဒီနေရာတွေအကုန်လုံးကိုအီရန်ကအလွယ်တကူတိုက်ခိုက်နိုင်ပါတယ်။ ခုကျွန်တော်အတန်သွင်းနေတဲ့မြန်မာစံတော်ချိန်ညနေ9:00နာရီအထိတော့အီရန်ကအမေရိကန်ရဲ့အခြေစိုက်စခန်းတွေကိုတိုက်ခိုက်တာမျိုးမကြားရသေးပါဘူး။ဒါပေမဲ့အီရန်ဟာအမေရိကန်ရဲ့တိုက်ခိုက်မှုခံနေရတဲ့ကြားထဲကနေပဲအစ္စရေးကိုလည်းမနာတမ်းပြန်လည်တိုက်ခိုက်နေပါသေးတယ်။အစ္စရေးနိုင်ငံကောင်းကင်မှာမဆိုင်တုံးကြီးတွေအများကြီးကိုမြင်နေရတဲ့အကြောင်းဂါဇာကမ်းမြောင်ဘက်ကရိုက်ထားတဲ့ဓာတ်ပုံတွေရုပ်သံတွေမှာမြင်ရပါတယ်။အမေရိကန်ပါဝင်လာချိန်မှာအစ္စရေးအီရန်စစ်ပွဲကဘယ်လိုပုံစံမျိုးဖြစ်သွားနိုင်တယ်လဲဆိုတာကိုစစ်ရေးလေ့လာသူတွေကသုံးသပ်နေကြပြီးတော့ အခြေအနေလေးမျိုးဖြစ်နိုင်ခြေရှိတယ်လို့ဆိုကြပါတယ်ပထမတစ်ခုကတော့အီရန်ကဇပွဲဝိုင်းပေါ်ရောက်လာပြီးတွေ့ဆုံဆွေးနွေးရေးကိုစတင်နိုင်တယ်ဆိုတာပါဇွန်လ17ရက်နေ့တိုက်ခိုက်မှုဖြစ်ခင်ကတကယ်တော့အီရန်နဲ့အမေရိကန်တို့နျူကလ িয়ার ရေးနဲ့ပတ်သက်လို့စကားပြောနေခဲ့ကြတာပါဒီချိန်မှာအစ္စရေးကဝင်တိုက်သွားခဲ့တာဖြစ်ပါတယ်ခုတော့အီရန်အတွက်ရွေးချယ်စရာနည်းလာပြီဖြစ်လို့နောက်ဆုံးဇပွဲဝိုင်းပေါ်ပဲရောက်လာနိုင်ခြေရှိတယ်လို့ဆိုကြပါတယ်ဒုတိယတစ်ချက်ကအီရန်ဟာ နျူကလ িয়ার လက်နက်ထုတ်ဖို့ပဲဆက်ပြီးအာယုံစိုက်သွားနိုင်တယ်ဆိုတာပါဒီတစ်ချက်ကတော့မှန်းဆချက်ပေါ်မှာအခြေခံပါတယ်အဲ့ဒါကခုအမေရိကန်ကတိုက်ခိုက်နေပြီးအစ္စရေးကလည်းအသေးအံဖျက်ဆီးခြင်းနဲ့ဖော်ဒိုနျူကလ িয়ার စီမံကိန်းအပြင်အီရန်မှာလူမသိအောင်ရှို့ဝှက်ထားတဲ့နောက်ထပ်နေရာတစ်ခုရှိနိုင်သေးတယ်လို့ယူဆကြတာပါဒါပေမဲ့နျူကလ িয়ার သိမ်းမဲ့ပညာရှင်တွေကိုအစ္စရေးကတပ်ပစ်လိုက်တာနဲ့ယူရေနီယံတန်းစင်စစ်ရုံတွေကိုဖျက်ဆီးလိုက်တာကြောင့်ဒီအပေါ်မှာအချိန်ယူကောင်းယူရနိုင်တယ်လို့လဲဆိုကြပါတယ် တတိယတစ်ချက်ကတော့စစ်ပွဲကဒီထက်ပိုကြမ်းပြီးဒီထက်ပိုကျေပြန့်လာနိုင်တယ်လို့ဆိုတာပါအီရန်ကအခုချိန်ထိအမေရိကန်တပ်ဖွဲ့အခြေစိုက်စခန်းတွေကိုမတိုက်ခိုက်သေးပါဘူးခုအမေရိကန်ပါဝင်လာချိန်မှာအမေရိကန်နဲ့အပြစ်ရထားတဲ့ယီမင်ကဟူသီတွေပါဝင်လာနိုင်တယ်လို့လေဘနွန်ကဟစ်ဘိုလာတွေနဲ့အီရန်မှာလက်ရှိရှိနေသေးတဲ့ရှီယာတပ်ဖွဲ့တချို့လည်းတိုက်ပွဲတွေပါဝင်လာနိုင်ပါတယ်သရုပ်တော်တစ်ချက်ကတော့အီရန်မှာအစိုးရအပြောင်းလဲဖြစ်လာနိုင်တယ်ဆိုတာပါဒါကလည်းနှစ်မျိုးဖြစ်နိုင်ပါသေးတယ် Islamic Calculator IRGC ကလက်ရှိအစိုးရကိုအာဏာသိမ်းပြီးတော့ American နဲ့ပူနီးစပ်တဲ့ခေါင်းဆောင်ပိုင်းနဲ့အစားထိုးတာနောက်တစ်ခုက Iman Ali Khamenei ကိုအစားထိုးပြီးတော့နောက်ထပ်ပူပြီးသဘောထားပြင်းထန်တဲ့ခေါင်းဆောင်တစ်ယောက်နဲ့စစ်ပေါင်းကိုပူချစ်လာတာမျိုးဖြစ်လာနိုင်တယ်လို့သုံးသပ်နေကြပါတယ်ခင်ဗျာအစားဆုံးနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျာ